မြန်မာနိုင်ငံတဝန်းငလင်းဘေးဒဏ်ကြုံနေရချိန်မှာအပြစ်ခက်ရစဲထားမှုနိုင်ငံတကာကတောင်းဆိုနေပြီမယ်စစ်ကောင်စီတပ်ဟာလေကြောင်းအပြင်မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ကချင် news group KNG ကဖော်ပြပါတယ်စစ်ကောင်စီတပ်ဟာဗမော်ကိုဘုံကျဲတယ် KIA ကချင်လွတ်လပ်ရေးတပ်မတော်တပ်မဟာကူဘက်မှလည်းဘုံကျဲတယ်ဝိုင်းပေါ်မှာဆိုရင်လေကြောင်းရောမြေပြင်ကပါထိုးစစ်ဆင်နေတယ်လို့ KIA ပြောခွင့်ရ ဘုံမကြီးနော်ဘူးပြောတာကိုကိုကားဖော်ပြပါတယ် KIO ကချင်လွတ်လပ်ရေးအဖွဲ့ဘဟုကတော့တဘာဝဘေးဒဏ်ခံစားနေရတဲ့ပြည်သူများနဲ့ထတ်တူဝမ်းနေကြောင်းမြင်းကလေးဘေးဒဏ်သစ်ဒေသများကို KIO တပ်ဖွဲ့ဝင်များသွားရောက်အကူအညီပေးဖို့အခက်အခဲများရှိနေပေမဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အားကျွမ်းမှန်တဲ့ဆောင်ရွက်နေကြတဲ့အသင်းအဖွဲ့တွေလူပုဂ္ဂိုလ်တွေ နိုင်ငံတကာကလာရောက်ကူညီပေးနေတဲ့အဖွဲ့အစည်းအားလုံးကို အထူးလေးစားကျေးဇူးတင်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။တမ်းမြူသားလူမျိုးယူတက်မတော် TNL ထိတ်ချုပ်ဒေသနောင်ချူမြို့နယ်ကြောက်ကျန်းကျေးရွာကမလ31ရက်မနေ့7ရက်နေ့မှာစစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်တဲ့အတွက်ထိခိုက်ပျက်စီးမှုရှိတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ မလ28ရက်နေ့လေပိုင်းကလေနောင်လင်ကြီးရွာကိုစစ်လီရင်ကဘုံကျဲတဲ့အတွက်စာတင်ကြောင်းနှစ်ဆောင်နဲ့နေအိမ်သုံးလုံးပျက်စီးပြီးဖြစ်ပါတယ်မလ26မှာအုံမခါ30နဲ့ဆွေးချောင်းပင်ရွာကိုဘုံကျဲမှုမှာတော့အရက်သား၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကလဘာကြီးရွာကိုလည်း မလ30ရက်ည9နိုင်ခန့်မှာစစ်ကောင်စီက drone နဲ့ပုံကျဲတယ်လို့ Western News ကဖော်ပြပါတယ်။အဲ့ဒီ drone တွေကိုတညဝရီရေတဲစခန်းကနေပြစ်လွှတ်လိုက်တာဖြစ်ပြီးနေအိမ်တချို့နဲ့ဆိုင်ကန်းတစ်ခုပျက်စီးတယ်လို့ဒေသခံတွေက ပြောပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူဒေသမှာပြီးခဲ့တဲ့သတင်းပတ်အတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့အခုတိုက်ပွဲငြိမ်းနေချိန်မှာစစ်ကောင်စီက ရုံးနဲ့ဘုံကျဲတာလို့ဖော်ပြပါလေ။ကရင်ဒီပြည်ဖရူဆိုမြို့နယ်တော်ခူကြီးရွာအုပ်စုကိုလည်းမလ30ရက်ညနေ4နာရီမှာစစ်လေရင်ကဘုံနှလုံးကျဲသွားတဲ့အတွက်နေအိမ်တချို့ပျက်စီးတယ်လို့ကန္တာရဝတီတိုင်းကဖော်ပြပါလေ။အလားတူမလ29ရက်ည7နာရီခန့်မှာဝေါ်မြို့နယ်လက်ပတ်တီကြီးရွာအခြေစိုက်စစ်ကောင်စီတပ်ကနေ ကြိုက်ထုံမြို့နယ်ခရဲကြီးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ရွာသားတူထိခိုက်ဒဏ်ရာရတယ်လို့ KNU ကမျိုးသားစည်းရုံးဗဟိုကသတင်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီဘက်ကဒီလိုတိုက်ခိုက်မှုတွေရှိပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့မူလကြီးညာထားတဲ့အတိုင်းသတင်းနှစ်ပတ်အပြည့်ရမှုကိုဆက်လက်စုကင်ထားမယ် နလင်းတန်ခံရသူတွေကိုကူညီကယ်ဆယ်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့သမရာယုံပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်စောကဗီယက်နမ်ကိုပြောပါတယ်။ဒါအပြင်တနင်္ဂနွေလုံးဝန်းနေပူဆွေးနေချိန်မှာစစ်ကောင်စီဘက်ကထိုးစစ်မရက်ပဲဘုံကျဲနေမှုဟာလုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ဒါကိုနိုင်ငံတကာအစိုးရတွေက ဝိုင်းဝန်းတားဆီးပေးဖို့လိုတယ်လို့သူကပြောပါတယ်။ဒီချိန်ထဲမှာအချမ်းပတ်စစ်အုပ်စုကိုလည်း ဒီမှာကျွန်တော်တို့ဟော good work good gesture ပြတဲ့ဟာကိုသူတို့အနေနဲ့လည်း positively တုံ့ပြန်ပြတုံ့ပြန်ဆိုကျွန်တော်တို့တုံ့ပြန်ကြအောင်ပြည်သူလူထုရဲ့မျက်နှာအသက်လူအသက်ပြည်သူလူထုဆိုတာလူရဲ့အသက်လူတွေအတွက်ကိုဟောဒီဟာ humanitarian ဘက်ကနေပဲကြည့်ပြီးတော့လုပ်ဖို့အတွက် PRP သူတို့ကနားလေတာသူတို့အင်အားပဲ stick ပဲလို့တော့ carrot carrot ပေးနေလို့မရဘူး stick နဲ့သူတို့ကိုသူတို့ PR ပေးပြီးတော့ဒီဒီအချိန်မှာလူအသက်ကပို့လူတွေကိုကူညီဖို့အတွက်ခိတိရောက်လုပ်ဖို့အတွက်နိုင်ငံတကာအနေနဲ့ PR ပြီးပြီးဆိုအောင်လည်းတင်တယ်ဆိုတာပြောကြားခြင်းပါတယ်ခင်ဗျာ NUG သမရယုံပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်စောပြောသွားတာပါဒါပေမဲ့အခုနောက်ဆုံးဝင်လာတဲ့သတင်းတွေအရစစ်ကောင်စီဟာတိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုတင်ဘုံကျဲတာမဟုတ်ပဲငလျင်ဘေးဒဏ်တင့်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှရွာကူပါမင်းညပိုင်းကဘုံကျဲသွားတဲ့အတွက်နေအိမ်တွေမီးလောင်ပြီးရွာသားတွေထွက်ပြေးနေရတယ်လို့ဒေသတွင်းမီဒီယာတွေမှာ 포비아 타바리 크며